လူများမိသားစုကြားတဲ့အတင်းတိုးပြီးတပ်ပုံရိုက်လို့လူပြောများနေတဲ့ North Fort Yatta ရဲ့နောက်ခေကအကြောင်းရင်းပရိသတ်များအားလုံးမင်္ဂလာပါရှင်အစိုးရ Insider Page ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ ဆိုရှယ်မီဒီယာဆိုတာကတော့တကယ်ကိုသတင်းတွေမြန်ဆန်လွန်းတဲ့အနေအထားတစ်ခုပါပဲ။တပ်ပုံတပုံဗီဒီယိုတစ်ခုနဲ့တင်လူတယောက်ရဲ့ပုံရိပ်ဟာတမဟုတ်ချင်းပြောင်းလဲသွားနိုင်ပါတယ်။အခုတခါမှလည်းအမှုပညာလောကမှာလူပြောများပြီး hot ဖြစ်နေတဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့မင်းသမီးကျော်လေးနော်ဖောရဲ့ထားတယောက်မင်းသားဟင်းဝင်းရဲ့မိသားစုဓာတ်ပုံရိုက်ချိန်မှာကြားညက်ပြီးတော့အတင်းဝင်တိုးတယ်ဆိုပြီးဝေဖန်မှုတွေမြင့်တက်နေတဲ့ကိစ္စပါပဲ။ ဒီတပ်ပုံလေးဟာအွန်လိုင်းပေါ်မှာပြန့်နှံ့လာခဲ့ပြီးရနောက်မှာလူတော်တော်များများကနော်ဖောရဲ့ထားကိုအမြင်မကြည်မလင်ဖြစ်ခဲ့ကြပါတယ်။သူများမိသားစုအမတ်တရာဓာတ်ပုံရိုင်းနေတာကိုကြားထဲဝင်ပြီးနေရယူရာဟာအနေထိုင်မတက်တဲ့သဘောမျက်နှာပြောင်တိုက်တဲ့သဘောလိုဝေဖန်မှုတွေထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်ဟင်းဝရင်ရဲ့အမေမေဖြစ်သူဒေါ်ဆန်းဆန်းဝင်းရဲ့မျက်နှာထားကဓာတ်ပုံထဲမှာတိတိတသားကြီးစုပေါက်နေရကြောင်းဒီကိစ္စကပိုပြီးရကရက်ထသွားစေခဲ့ပါတယ်။ ဟေးဝင်ရဲ့အမေကြီးတောင်မျက်နာမကောင်းမှုအတင်းတိုးဝင်ရသလားဆိုတဲ့မှတ်ချက်တွေအရင်စိုးပြေးတဲ့ဇင်မွေးနေဝဲတုံးကမလာလို့အပြောခံရအခုလာပြန်တော့လေပြက်တနာဆိုတဲ့ comment တွေနဲ့ novel ရထားတဲ့အတော်တော်လေးကိုအပြောဆိုခံနေရတာဖြစ်ပါတယ်။ဒါပေမဲ့ကိစ္စတိုင်းမှာနောက်ွယ်ကအကြောင်းရင်းဆိုတာရှိစမြဲပါ။တကယ်တမ်းတော့ဒီကိစ္စရဲ့အဓိကဇင်မြစ်က novel ရထားစီကတိုင်ရိုက်စတင်ခဲ့တာမဟုတ်ပါဘူး။ အပြင်းမှန်ကတော့အဲ့ဒီပွဲကိုတက်ရောက်လာတဲ့ဝိုင်းရင်တယောက်ဆောင်မကြီးဆိုလို့အားလုံးကချစ်စနိုးခေါ်ကြတဲ့မင်းသမီးကြီးဆိုမြတ်သူစာနဲ့ပတ်သက်နေပါတယ်။အဲ့ဒီချိန်မှာမကြီးဆိုကနော်ဖော့ရထားနဲ့စကားစမြည်ပြောနေခဲ့ရပါ။အဲ့ဒီလိုစကားပြောနေတုန်းမှာပဲဓာတ်ပုံဆရာကဟေးဝင်ရန်တို့မိသားစုကိုဓာတ်ပုံရိုက်ဖို့အတွက်လူစုလိုက်ပါတယ်။အဲ့ဒီခါမှာမကြီးဆိုကသူ့ဘေးမှာရှိနေတဲ့နော်ဖော့ရထားကိုလာလေတခါတည်းအတူတူဝင်ရိုက်လိုက်ဆိုတဲ့သဘောနဲ့လက်ကမ်းခေါ်ဆောင်ပြီးတော့နေရာယူခန့်လိုက်တာဖြစ်ပါတယ်။ လူကြီးတယောက်ကအတင်းခေါ်နေတဲ့အချိန်မှာညင်းဆန်ဖို့ခက်တဲ့အချိန်ဤအာနာမှုတွေကြောင့် Nova Editor တယောက်ဟင်းဝီရရဲ့မိခင်ဖြစ်သူဘေးနာကိုရောက်သွားခဲ့ပြီးတော့အခုလိုအမှတ်မှတ်တင်ဓာတ်ပုံလေးကိုပသွားခဲ့ရပါ ဒီအဖြစ်မှန်ကိုသိရသူတချို့ရှိပေမဲ့အများစုကတော့ဓာတ်ပုံတွေကမြင်ကွင်းကိုပဲကြည့်ပြီးတော့ not for it ကိုအပြစ်တင်နေကြတာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမကြီးစိုးကခေါ်တယ်ဆိုရင်တောင်မှကိုဘာသာအလိုက်တသိနဲ့နောက်ဆုတ်ပေးလိုက်ရမှာပေါ့။အခုတော့အမြင်မတော်စင်တော်နဲ့ခလောက်ဆိုသလိုဖြစ်နေပြီဆိုပြီးထောက်ပြဝေဖန်နေကြတဲ့သူတွေလည်းရှိနေပြန်ပါတယ်။ ဒီကိစ္စကိုကြည့်လိုက်ရင်အနုပညာရှင်တယောက်အတွက်လူမှုဆက်ဆံရေးနဲ့အလိုက်အသိမှုဟာဘလောက်အရေးကြီးလဲဆိုတာကိုမိမောင်းထုတ်ပြနေတယ်လို့ပါပဲ။အာနာတတဲ့စိတ်တစ်ခုရဲ့အခြေအနေတစ်ခုကိုတုံ့ပြန်လိုက်တဲ့အခါကိုယ်အတွက်နားလည်မှုလွဲသွားစေပြီးတော့အခုလိုလူပြောစရာဖြစ်သွားနိုင်တဲ့ဆိုတဲ့သင်ခန်းစာတစ်ခုကိုလည်းရရှိခဲ့ပါတယ်။ ပရိသတ်ကြီးတို့အနေနဲ့ရောဒီကိစ္စကိုဘယ်လိုမြင်ကြပါသလဲ။နော်ဖော့ရဲ့ဌာပတ်မှာအပြစ်မရှိဘူးလို့မြင်လား။ဒါမှမဟုတ်အာနာပြီးတော့လန်လျောခဲ့ရင်တောင်အလိုက်တသိအနေထိုင်တတ်ဖို့လိုအပ်တယ်လို့ဝယ်မြင်ပါသလား။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။